ဖလိုက်ကောမှာအပြာယူနီဖောင်းဝတ်ပြည်သူစစ်တွေကလူနေရပ်ကွက်တချို့မှာစစ်ထဲဝင်ဖို့လိုက်လံစီယုံနေရရှိနေပါတယ်။ဒီသတင်းကိုမော်ရစ်ကပေးပို့ထားပါတယ်ရှင်။ရရွာလုံကြုံရေးအဖွဲ့ရလာဖာလို့အတူကောက်ခေါ်တဲ့အပြာယောင်ယူနီဖောင်းဝတ်အဖွဲ့တွေဟာလိုက်ကောမျိုးပေါ်ကလူနေရပ်ကွက်တချို့မှာစစ်မှုထမ်းဖို့လိုက်လံစီယုံနေတာကြီးလုပ်နေတယ်လို့ပြည်သူစစ်အဖွဲ့တွေတဲ့ဝင်ဖို့ကိုလည်းနှိုးဆော်နေတာကြီးရှိနေတယ်လို့မြို့ခံတွေက DPP ကိုပြောပါတယ်။သူတို့မှလက်နက်ကိုက်ခွင့်မရှိဘူး။သူတို့ကမှရှိတာဆိုလို့ဒါတက် ဒါဥချုံတစ်ချောင်းနဲ့လက်ပြပုံတစ်ပုံလက်ပြပုံတစ်လုံးဒါပဲရှိရအာနာနည်းနည်းရှိရပါဘောဟုတ်ဆုံးဝတ်ထားတော့အခုလူမျိုးတင်းတုံးဆက်ပြင်မဲ့ဝဲမလားဆိုလို့ရှိရင်အခုတို့တို့ရဲ့မျိုးနွယ်စုတွေကဝင်လာများတယ်ပြောမယ်ဆိုလို့ရှိရင်တို့တို့စမှုထားဟာနေပေါ့တို့မိသားစုတွေပေါ့အဲ့ဒီဝင်ပြီဆိုလို့ရှိရင်တို့ရဲ့ပထမကတော့ဒီအီလာစတော့လာပြီးအမတ်တင်တာတက်ရတယ် တင်းနံတော့တက်ရတယ်တင်းနံ6လတက်ပြီးဆိုလို့ရှိရင်ပြည်သူစစ်ကဒီမျိုးပုံမှာပဲနေရတယ်စစ်မှုထမ်းနေခါကျတော့အချိန်ထွက်ရတယ်ပြည်သူစစ်ဖွဲ့တွေဝင်မယ်ဆိုရင်လာစဉ်ထောက်ပံ့ခြေရမှာဖြစ်ပြီး စစ်မှုထမ်းမယ်ဆိုရင်သိန်း30ပေးမယ်ဆိုပြီးလိုက်လံစည်းရုံးနေတာမျိုးပဲဖြစ်ပါတယ်စစ်ကော်မရှင်ဟာအပြာရောင်ယူနီဖောင်းဝစ်ပြည်သူစစ်အဖွဲ့ကိုစားဖွဲ့တဲ့အချိန်တုန်းကအဲဇရင်းစစ်တာနဲ့လူကြီးလမ်းကြောင်းလုံခြုံရေးတွေမှာကနအုပ်အုံပြုခဲ့တာဖြစ်ပြီးလက်ရှိရွေးကောက်ပွဲလုံးမဲ့လိုက်ကော်မျိုးမှာတော့မျိုးအဝင်အထွက်လုံခြုံရေးနဲ့ကျောင်းနေဈေးတွေမှာအဆောင်တဘောအနေနဲ့တွေ့ရတာများတယ်လို့မျိုးကန်ကြီးကဆက်ရှင်းပြပါတယ်လုံခြုံရေးရမျိုးကန်ရဲ့ရှင်းပြချက်တွေကိုအတန်အစားထိုးဖတ်ထားပါတယ်တက်ကြီးပိုင်းကြီးလိုက်သွားတာများတယ်အခုမျိုးပေါ်မှာကစစ်သားနဲ့သူတို့ပဲရှိတာဆိုတော့ သူတို့နဲ့နီးစပ်တဲ့ရက်ကွက်ထဲလိုက်ပြီးတိုက်တွန်းနေတာနနတော်လိုနေရာမျိုးလောက်ပဲလူပြန်မနေသေးတာရိုင်းကော်မာကတော်တော်များများရက်ကွက်တွေကပုံမှန်လိုဖြစ်နေကြပါပြီ အဖွဲ့ဝင်အများစုဟာစစ်မှုထမ်းဟောင်းတွေအများဆုံးဖြစ်ပြီးအစိုးရဌာနကနေအငိမ့်စားယူထားတဲ့သူတွေနဲ့ပြန်ဖွဲ့စည်းထားတာဖြစ်ပါတယ်။နေပြည်တော်နဲ့မန္တလေးလိုမြို့ကြီးတွေမှာတော့အပြာရောင်ယူနီဖောင်းဝတ်ပြည်သူစစ်တွေဟာရက်ရွာလုံးကျုံရင်ခေါင်းစဉ်နဲ့လူငယ်တွေကိုဖမ်းဆီးတာနံပါတ်တုတ်တွေကင်ပြီးခီးသွားလမ်းမပေါ်တွေမှာစစ်ဆေးမေးမြန်းတာတွေအတွက်စစ်ကော်မရှင်ဘက်ကအသုံးပြုနေတဲ့အဖွဲ့ပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်မော်ရစ်ပါ။